အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တွေဆက်တလပိုင်းမှာအထူးရွတ်တဲ့ကာတာနှစ်ပုတ်မြောက်ပြီးမှဖြစ်ပါတယ်ဆက်တလပိုင်းမှာစမ်းနေပွင့်နေစမ်းနေပွင့်စမ်းနေထားနေတဲ့ကာလာဖြစ်ပါတယ်ဒါကြောင့်မို့စမ်းနေထားနေတဲ့ကာလာကိုရောက်လို့ရှိရင်ငွေတွေကအော်တိုမက်တစ်ပိတ်သွားတတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့စုပ်ကောစမ်းကောလက်ကောဝင်အောင်လို့မလို့ခုကာတာကိုရွတ်လို့ရပါတယ်ဗျရွတ်တဲ့ကာတာလေးကလည်းအတူလေးပါပဲ အရန်လွယ်ပါတယ်ကျွန်တော်တွေအရန်လဲဆွမ်းပါတယ်ဗျမိတ်ဆွေများလည်းလက်တွေ့ဆန့်သက်ကြည့်ပါအဲ့တော့လောကမာလီကလည်းလွယ်ပါတယ်နော်တို့တွေပထမကာရာကိုတော့ရေတောက်တိုင်းခုနှစ်ခေါက်ရွတ်မှဖြစ်ပါလေဗျာတိုးတော့ရေတောက်ခဏဒီတိုင်းရွတ်လိုက်ရုံပါပဲအရန်လွယ်ပါလေကာရာလည်းတချောင်းသေးပါလေတူတူလေးပါပဲဗျာအုံတပ်ပလာပံဘဝိတ္တိအုံတပ်ပလာပံဘဝိတ္တိ အုံတပ်ပလာပံဘဝိတတိ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 ဆိုပြီးတော့ရေတောက်ခဏီနဲ့တောက်ခဏီနဲ့ခုနှစ်ခေါက်ခုနှစ်ခေါက်ရွတ်ရုံပါပဲမနက်ပိုင်းရေဒီရေတောက်ခဏီလဲရွတ်မယ်နေ့လဲရေတောက်ခဏီလဲရွတ်မယ်မိချင်မဖဲချင်မဲရေရေတောက်ရေတောက်ရေရေတောက်ခဏီမှာတရားလေးကိုခုနှစ်ခေါက်ရွတ်ပြရမှာဖြစ်ပါတယ်ဗျာ ဒါပထမခါရာပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ရုပ်ပေးခြင်းအဖြစ်ကျွန်တော်တွေအစာတောက်တွေပေါ်ရှန်လာစေမယ်အစာတောက်ပွတ်တဲ့လက်လက်ပတ်လေးရောက်လာစေမယ်ငွေကြီးတွေရောက်လာစေမှဖြစ်ပါတယ်ဗျဒါပထမခါရာဖြစ်ပါတယ်အဲကျွန်တော်တွေဒုတိယခါရာကတော့ငပြိုသီးတစ်လုံးလိုပါမယ်ကျွန်တော်တွေအိမ်ဖျားမှာငပြိုသီးတစ်လုံးပေါ်မှာအပေါ်မှာတခြားလေးဖြူမှာနော်ငပြိုသီးတစ်လုံးကိုတခြားလေးဖြူမှာဖြစ်ပါတယ်ဒါကိုအိမ်ဖျားမှာအိမ်ဖျားကိုကတ်မယ်ပိန်ဖျားကိုကတ်ပြီးတော့ခုခါရာကိုတော့ ကျွန်တော်တို့29ခောက်ရုပ်ပြရမှာဖြစ်ပါတယ်။သူကတော့ကျွန်တော်တို့ဒီမနက်တိုင်းပေါ့နော်ငမျောသီးတက်တလုံးကလိုက်အပေါ်မှာတကြားလေးနည်းနည်းဖြူလိုက်ဘရောခါရကို29ခေါက်ယူလိုက်လို့ပြရမှာဖြစ်ပါတယ်အရဟံဘုဒ္ဓောအရဟံအရဟံဘုဒ္ဓောဘုဒ္ဓတာကုဏဒေဇာတာတဘာတိတိလာဘမေဘဝတတိအရဟံဘုဒ္ဓောအရဟံအရဟံဘုဒ္ဓောဘုဒ္ဓတာကုဏဒေဇာတာတဘာတိတိလာဘမေဘဝတတိအရဟံဘုဒ္ဓောအရဟံအရဟံဘုဒ္ဓောဘုဒ္ဓတာကုဏဒေဇာတာတဘာတိတိလာဘမေဘဝတတိဆိုပြီးတော့ ။ကျွန်တော်မိတ်ဆွေများကတော့29ခေါက်ပြောင်း UPN မှာဖြစ်ပါတယ်ဗျ29ခေါက်ပြောင်း UPN เนาะအဲ့တော့ပေါင်းများတဲ့ဘောင်းနာကုသိုလ်လူတန်းတဏ္ဍကုသိုလ်ကောင်းကင်မှာစီနော်များကြောင့်ဤတလလုံးမှာငွေဝင်ပါစေလူတန်းနိုင်ပါစေကျွန်တော်တွေအဲတင်းဒီဆွေပေါက်ပါစေစပြီးကျွန်တော်တွေစင်ပြောက်ဆူတောင်းလို့ရပါတယ်။အဲ့တော့အမြဲတမ်းကျွန်တော်တွေငွေတွေရွှင်နေမှာဖြစ်ပါတယ်ဗျ။ အဲ့တော့ကျွန်တော်တို့ဒီကာလကပေါ့နော်ဒီဆက်လိုက်မယ်ဆိုတဲ့ကာလကကျွန်တော်တို့စမ်းထားတဲ့ကာလဖြစ်ပါတယ်စမ်းထားလို့ရှိရင်ငွေဝင်တွေပိတ်သွားတတ်ပါတယ်ငွေဝင်ငွေဝင်လမ်းကြောင်းတွေအလုတ်ကင်တွေကျွန်တော်ရက်တန့်သွားတတ်ပါတယ်အဲ့လိုဖြစ်နေကျွန်တော်ငွေမဝင်တော့ဘူးပေါ့ဗျာပြောမရှိရင်ပြောလို့ငွေမဝင်တော့ဘူးအဲ့လိုရှင်နေဖြစ်အောင်ကျွန်တော်တို့က ဒီစမ်းစမ်းထနေတာကို short ပြီးတော့ဒီလိုမျိုးဒီဝင်ဝင်ဘက်ကိုဆွဲခေါ်ပေးတဲ့ခါတာလို့လည်းပြောလို့ရပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ငွေတွေပြန်ဝင်တဲ့ငွေတွေအလုပ်တွေပြန်လည်ပတ်တယ်အဲ့တော့ငွေတွေပြန်လည်လည်ပတ်ပတ်လေးဖြစ်သွားစေမယ့်ခါတာလို့လည်းပြောလို့ရပါတယ်ဗျဒါလေးမိစမြောက်မြောက်ပေးတာပါဗျအဲ့တော့ဆက်တလာပိုင်းကျွန်တော်တို့ ။အမဆိုလို့ရှိရင်အထူးယူတဲ့နေကာလပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မိဆိုခနဲ့သားသမီးအားလုံးလည်းဝင်ဝင်လက်ရှင်ပါသည်။စီဝါတွေတက်ကြပါသည်။လူတန်းတွေလုံနိုင်ကြပါသည်ဗျ။ဆင်ပြေတဲ့ Lions Lions Square နေပြီးအပိတော်ကြပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။